တင်းသားရင်တိုင်းလောင်လုံးမြို့နယ်မှာခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုတန်းတပ်သား၃နဲ့စစ်သားတအုပ်ဟာအလင်းဝင်ရောက်လာခဲ့ကြောင်းလောင်လုံးတပ်မဏီလက်ပြတပ်ဖွဲ့ကတာဝန်ရှိသူတို့ကရခုံခေတ်တကိုပြောပါရတယ်။လူဝင်ပါလာငန်းနေမှာ အကျမ်းပဲစစ်တပ်ရဲ့ခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုတန်းတပ်သား၃နဲ့ စစ်သားတဦးတို့ဟာလောင်လုံးတမဏိလက်ပြ LLSBF နဲ့ဒေါနာချင်းမိုးရင်တက်ခွဲခေါ် LBF တပ်ဖွဲ့စီကိုချိတ်ဆက်ကအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အဲဒီလိုအလင်းဝင်ရောက်လာသူလေးဦးဟာခမရ406တရင်ကစစ်မှုထမ်းတပ်သားကိုအောင်နိုင်ဝင်းခမရ409တရင်ကစစ်မှုထမ်းတပ်သားကိုကျော်သက် တတကိုနေဝင်းစော်နဲ့စမှုတန်းတတကိုအောင်စော်မျိုးတို့ဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အဲ့ဒီစမှုတန်းတတတဲ့၃နဲ့စစ်သားတအူကိုလက်ရှိချိန်မှာလောင်လုံးတမဏိလက်ပြ LLSPF နဲ့ဒေါနာချေမုံရတခွဲခွန် LPF တဖွဲ့တို့ကစိတ်ချလုံခြုံရတဲ့နေရာကိုပို့ဆောင်ထားရှိပြီးဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။လက်ရှိချိန်မှာတော်လန်ရေးနဲ့စစ်ရေးအရှိန်မြင့်လာတာနဲ့အများ ြည်သူဘက်အမှန်တရားဘက်ကိုရက်တီလိုတဲ့စစ်တပ်ကစစ်သားတွေရက်တဖက်ဝင်တွေကိုပြည်သူရင်ခွင်ခိုလုံကအ мян ဆုံးပူပေါင်းပေးကြဖို့အတွက်တော်လိုင်းညီနောင်တွေကတိုက်တွန်းထားပါတယ်ရှင်တရချောင်းမြို့နယ်6ချောင်းကျေးရွာမှာစစ်တပ်နဲ့ဒေါ်လန်ရေးတပ်တို့နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရွာတွေကအိမ်တွေကိုစစ်တပ်ကမီးရှို့ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်ပိုင်းမှာနှစ်ဖက်တိုက်ပွဲဖြစ်ပြီးတဲ့နောက်ရွာတွေကနေအိမ်တွေကိုမီးရှို့ခဲ့တာဖြစ်ပြီး မိရှုခံရတဲ့နေအိမ်အရေးအတွက်အတိအကျကိုတော့မသိရသေးပါဘူး။ခြောက်ချောင်းရွာဟာတဝဲဘိတ်ကားလမ်းပေါ်မှာရှိပြီးအဲ့ဒီကားလမ်းပိုင်းလဲနိုဝင်ဘာလ9ရက်နေ့ကနေစလို့သွားလာလို့မရပဲလမ်းပိတ်နေပါတယ်။မိုးနောက်ကလာမှာမုန်တိုင်းတွေကြောင့်မိုးဆက်တဲ့ရွာနေတဲ့အတွက်ဒဝဲခရံအတွင်းကလည်းသမားတွေစပားရိတ်သိမ်းဖို့အခက်ကြုံနေကြရပါတယ်။ဒီတဲ့တင်းကိုတော့ဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင်။ မိုးနှောင်းကာလာမှာမုန်တိုင်းတွေကြောင့်မိုးစက်တိုက်ယွာနေတဲ့အတွက်ဒဝဲခရိုင်အတွင်းကလက်သမားတွေစပွားရိတ်သိမ်းဖို့အခက်ကြုံနေကြရပါတယ်။တစောင်းမိုးလာပြီးကြော်ပြီးဆိုရင်စပွားရိတ်သိမ်းနေပြီဖြစ်ပေမဲ့အခုနှစ်မှာတော့မိုးရွာနေတဲ့အတွက်လယ်အများစုမရိတ်သိမ်းရသေးသလိုရိတ်ပြီးတဲ့စပွားတချို့လည်းမိုးရည်ထီလို့အပိန်ပြန်ပေါက်ပြီးဆုံးရှုံးမှုရှိနေတယ်လို့ရေဖြူမြို့နယ်ဖောင်တော်ကြီးရွာအုပ်စုကလက်သမားတအူးကပြောပါတယ်။ စပားရိတ်သေးပြီးတဲ့လယ်မြေမှာအခြားသီးနှံတွေပြန်စိုက်လိရှိပြီးအခုနှစ်မှာတော့စားထိုးသီးနှံစိုက်ပြောတာနောက်ကျနိုင်တယ်လို့ဒိုဝဲမြို့နယ်ကြောက်ရက်ဤဝါကလယ်သူမတအူးကဆိုပါတယ်တအားပြင်းလောင်လုံးမျိုးတယ်မှာလဲလဲတွေထဲရေဝင်နေလို့အစိမ်းရံတရားတွေလဲထဲဆင်းဖို့ရေကြတဲ့အထိစောက်ရမှာဖြစ်တဲ့အတွက်စပားရိတ်ချိန်နောက်ကျမှာဖြစ်တယ်လို့လဲသမားတအူးကပြောပါတယ်။အခုလိုကြုံနေရတာလင်းနေလောက်ရှိပြီးဖြစ်ပြီးအခုနှစ်မှာတော့မော်ဒန်တွေဆက်တိုက်လာနေတဲ့အတွက်ပိုဆိုးတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေမုတ်တုံလီဆုတ်ခွာသွားပြီမဲ့မိုးကုံဆောင်ကူဒွေဒီတောက်မှာမိုးရွာတော်မူအကောင်းနေဆဲဖြစ်တယ်လို့ဒေသခံတွေကအဆိုပါတယ်။ရေဖြူမျိုးနဲ့ဇာတိရွာကိုဆင်းရဲနိုင်ရှင်တက်ကဒီဇင်ဘာလပြည့်ညနိုဝင်ဘာလ၄ရက်နေ့ကစလို့ပြည်စင်ပြည်ပြန်လည်ဖြတ်တောက်ခဲ့ပြီးဒေသခံစနီးမောင်နှံတို့ကိုလည်းဖမ်းဆီးထားပါတယ်။တနင်္လာနေ့ပါကြာလျှက်စင်မီဖြတ်တောက်ထားပြီးတဲ့နောက်ပြီးခဲ့တဲ့အောက်တိုဘာလနောက်ဆုံးပတ်မှာလျှက်စင်မီပြန်လဲတက်ဆင်ခဲ့ပေမဲ့လည်းဆယ်ရက်ကြာမှတော့ပြန်လဲဖြတ်တောက်လိုက်တာပါ ရဲစင်မီဖြတ်တောက်လိုက်တဲ့အတွက်အင်တာနက်လိုင်းလည်းပြတ်တောက်သွားတယ်လို့ဒေသခံတွေကဆိုပါတယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိဘဲဆီယနာရှင်တက်ကပြစ်ခတ်မှုတွေလုံဆောင်ခဲ့ပြီးဒေသခံတွေထိခိုက်မှုမရှိဘူးလို့သိရပါတယ်။အဲဒီညမှာပဲဇာဒီရွာအုပ်စုကြောက်ထရင်ရွာကအသက်30ဝန်းကျင် ကိုစောဦးနဲ့မမီမီတို့ဇနီးမောင်နှံကိုလည်းဆီယနာရှင်တက်ကဖမ်းဆီးခဲ့တယ်လို့ဇာဒီရွာသားတဦးကပြောပါတယ်။အဲ့ဒီဇနီးမောင်နှံဟာဇာတိရွာခန်းနေဖြစ်ပြီးကြောက်ထရင်ရွာမှာလွန်ခဲ့တဲ့10နှစ်လောက်ကစလို့ရွှေပြောင်းနေထိုင်သူတွေဖြစ်တယ်လို့ဆိုပါရယ်။ ကိုဇော်ဦးရဇနီမောင်နှံဟာနှွေဘာလ10ရက်နေ့မနေ့ပိုင်းအထိပြန်လည်လွတ်မြောက်လာတာမရှိသေးသလိုဘာအကြောင်းရင်းကြောင့်ဖမ်းဆီးထားလဲဆိုတာကိုလည်းမသိရသေးဘူးလို့ဒေတာခန်နေစီကသိရပါဗျ။စီအနာရှင်တက်ကစာတီရွာကို2024ခုနှစ်ဒီဇင်ဘာလကံပေါက်ရေကန်တောင်တိုက်ပွဲနောက်ပိုင်းမှာရဲစစ်မီစတင်ဖြတ်တောက်ခဲ့တာပါ။အဲဒီနောက်ရွာကဆရာတော်တွေရဲ့တောင်းဆိုချက်ကြောင့်2025ခုနှစ်မတ်လမှာရဲတပ်တပတ်လောက်ရဲစစ်မီပြန်ရောက်ခဲ့ပေမဲ့ပြန်လည်ဖြတ်တောက်ခံလိုက်ရပါတယ်။ အော်တိုဗာလနောက်ဆုံးပတ်မှာတော့ဆီယနာရှင်တက်ကလက်စီမီပြန်လဲတက်ဆင်ခဲ့ပြီးရွာရဲကိုဒေသခံတွေပြန်လဲလာရောက်နေထိုင်ကြဖို့ပြောဆိုခဲ့ပြီးတဲ့နောက်ဆဲရဲအကြမှာပြန်လဲဖျက်တလိုက်တာဖြစ်ပါတယ်။ပြစ်စင်မီပြန်ရပေမဲ့လဲတွာလာရေးစောဝနေရေးနဲ့ဆက်သွယ်ရေးအခက်အခဲများစွာရှိတဲ့အတွက်ကြေးရော်အတွင်ပြန်လည်ဝင်ရောက်နေထိုင်ဖို့အဆင်မပြေဘူးလို့ဒေတာခန့်တွေကဆိုပါတယ်။လက်ရှိမှာဆက်နာရှင်တက်စစ်တင်ပေါ်တစင်ဇာရီချောင်းဝါမှာနေရာယူထားတယ်လို့မြင့်မြင့်တွေ့ရတဲ့ဒေတာခန့်တွေကနွေဘာလ9ရက်နေ့ညနေပိုင်းကပြောပါတယ်။ ဒါကြောင့်ရွာလုံးကျစ်စပေးရှောင်နေရတဲ့ဇာတိရွာသားတွေနေရပြန်မရသေးပဲရွာထဲကျန်နေတဲ့လူနည်းစုဟာလည်းတွာလာရေးစောင့်ဝင်နေရေးဆက်သွယ်ရေးစားတဲ့အခက်အခဲများစွာနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါဗျ။